ကိုရီးယားနုပညာရှင်များမြန်မာငလျင်အတွက်လှူတဲ့မြန်မာပြည်သက်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ကိုရီးယားနုပညာရှင်တွေနဲ့ဆိုတော့အိုက်တော်တွေကမြန်မာငလျင်အတွက်နိုင်ငံတကာအဖွဲ့တွေကနေသိငွေကြေးတွေလှူဒန်းခဲ့ကြတယ်လို့ကိုရီးယားသတင်းတွေမှာဖော်ပြထားပါတယ်ကိုပလင်အရှူမနဲ့လက်အင်တပစ်စစ်တီတော့နဲ့မြန်မာပြည်ထက်အခိုင်အမာရရှိထားတဲ့တရုတ်ဆောင်ကင်ကိုအုံကဝမ်သန်း90လှူဒန်းခဲ့ပြီ အိုးအိမ်တွေဆုံးရှုံးသွားရတယ်မြန်မာပြည်သူတွေအကြောင်းကြားသိရတာဆယ်နှလုံးကွဲကြေရပါတယ်အခုလိုဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက်လည်းကျမရင်ထဲကနေအားပေးစကားဆိုပေးချင်ပါတယ်လို့ပြောပါတယ်ဒါပြင်တရုတ်ဆောင်အစိုးရကင်စီဝမ်ကလည်းမြန်မာငလျင်အတွက်1သန်း30လူနေကြကြောင်း UNICEF ကဖော်ပြထားပါတယ် UNICEF ကိုရီးယားကော်မတီအထွေထွေတွင်ရမှုဂျူမီချင်းက MC1 ကမြန်မာနိုင်ငံကကလေးငယ်တွေအတွက် အဖိုးတဲ့တော့အလှငွေတွေကိုလှူတင်ခဲ့ပါတယ်။ဒီရန်ပုံငွေကရုတ်တရက်တဘာဝဘေးအန္တရာယ်ကြောင့်ကြောက်လာတဲ့ကြောင့်စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ရတဲ့ငလျင်တန်ခံခဲ့ရသူတွေအတွက်ကြီးမားတဲ့နှစ်သိမ့်မှုတစ်ခုဖြစ်လိမ့်မယ်လို့ပြောပါတယ်။ဒါပြင်အမျိုးသမီး K-pop အဖွဲ့တစ်ခုဖြစ်တဲ့ INDLE အဖွဲ့ဝင်ထိုင်းနိုင်ငံမင်းနီကလည်းမြန်မာထိုင်းငလျင်ဘေးအတွက်ဝမ်းတန်းတရာလှူဒန်းခဲ့ကြောင်းသိရပါတယ်။တဖက်မှာလည်းတောင်ကိုရီးယားနာမည်ကျော်ရုပ်ရှင်မင်းသမီး Kim Go-eon ဟာ မြန်မာနိုင်ငံကငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်တန်ကိုရီးယားဝန်သန်း90ထောက်ပတ်လှူဒန်းခဲ့တယ်လို့သိရပါတယ်။ကလေးတငယ်အခွေရေးဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Good Night Ball ကဂိမ်းဟာမြန်မာနိုင်ငံကငလင်ဘေးတိပြည်သူတွေကလေးတွေအတွက်အကူအညီတွေပေးအပ်နိုင်ဖို့ဝန်သန်း90လှူဒန်းခဲ့တယ်ဆိုတာကို AP နှစ်ရက်နေမှာထုတ်ပြန်ခဲ့ပါတယ်။ဂိမ်းက လဲပြောင်းပေးတဲ့ငွေကြေးတွေကိုလက်ရှိမြန်မာနိုင်ငံမှာအကောင့်ထဲပေါ်နေတဲ့ငလင်းဘေးတိကယ်ဆယ်ရေးကဏ္ဍတွေစီတိုင်းရိုက်ပို့ဆောင်နိုင်အောင်စီစဉ်သွားမယ်လို့ကိုနိုင်ဘော့ကဆိုပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်